ပဲစီဒီကနေ့နိုဝင်ဘာလ23ရက်ကြာပြီနေ့ကနော်ရီတိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သက်သတင်းအစီအစဉ်မှာလိုက်ခေါ်အချင်းထောင်မှာလူရဲဆစ်ရှိပေမဲ့အမှုတိနဲ့ထက်မှတ်တရားစွဲဆိုခံရတဲ့အကျဉ်းသား6ဦးရှိနေတဲ့အကြောင်းပြစ်ခတ်တာတွေနှိကက်လာတဲ့အတွက်လူသူတွေစိုးရိမ်နေကြတဲ့အခြေအနေဒီမော့ဆိုနောက်ဖက်ချမ်းတနေရာမှာအမျိုးသမီးခေါင်းဆောင်မှုတင်နန်း3ရက်တာပြုလုပ်ခဲ့တဲ့တရင်နဲ့ဒီမော့ဆိုရှစ်ဖက်ချမ်းမှာစပားဝယ်သူတွေမရှိတာကြောင့် တောင်သူတွေအခက်တွေ့နေတဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။လိုက်ကောအချင်းထောင်မှာအခြေချခံနေတဲ့အကျဉ်းသားတချို့လူရဲ့ဆဲလို့ပြန်လဲလွန်မြောက်ရမယ်ရှင်မှာလွန်မြောက်ခွင့်မရပဲနောက်ထပ်အမှုတိနဲ့ထပ်မံတရားစွဲဆိုခံရတဲ့အကျဉ်းသားတချို့ရှိတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကလူရဲ့ဆဲလို့ပြန်လဲလွန်မြောက်ရမယ်အကျဉ်းသားတဦးဟာလွန်မြောက်ခွင့်မရပဲနောက်ထပ်အမှုတိနဲ့ထပ်မံတရားစွဲဆိုခံရပြီးအကျဉ်းထောင်ထဲမှာပဲဆက်လက်နေထိုင်ရတယ်လို့ဆိုပါရယ်။ ဲ့လိုနောက်ထပ်အမှုတိနဲ့ထမှတ်တရားစွဲခံနေရတဲ့အကျဉ်းသား6ယောက်ရှိတယ်လို့ Greeny နိုင်ငံရဲ့အကျဉ်းသားများအစည်းအရုံး KPPA ရဲ့အဖွဲ့ဝင်တဦးကပြောပါရယ်အမှုတိနဲ့ထမှတ်တရားစွဲဆိုခံရတဲ့6ဦးထဲက၄ဦးဟာပုံမှ90နှစ်ကကြီးနဲ့ပြန်လည်ဆွဲဆို ခံထားရတာဖြစ်ပြီးထောင်တာ9နှစ်နီးပါးပြန်လည်ကြားခံထားရတာပါဂျန်နဲ့၂ယောက်ကိုတော့ဘာမှုနဲ့ထမှတ်ဆွဲဆိုထားလဲဆိုတာကိုတော့အတည်ပြုနိုင်တာမျိုးမရှိသေးပါဘူးလက်ရှိလိုက်ကအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဥယျာဉ်90အပါဝင်အကျဉ်းသားစုစုပေါင်း900ခန့်ရှိပြီးအတွေ့ခွင့်မရရှိကြဘူးလို့သိရပါဗျ။နိုဝင်ဘာလ17ရက်နေ့မနေ့ပိုင်းကစလို့ကျေးရွာရှိတဲ့ဘက်ကိုတနက်ပစ်ခတ်တာတွေနှိကက်လာတဲ့အတွက်ပရိုဆိုမြင့်နယ်တွေကကျေးရွာခန့်နဲ့ဆွရှောက်တွေစိုးရိမ်နေကြပါဗျ။စစ်ကောင်စီတပ်ကဘောလခဲမြို့နယ်ဘက်ကိုဦးတည်ပြီးမခရိုရှိထားလဲကျေးရွာဘက်ကိုစစ်တပ်လှုပ်ရှားမှုတွေရှိနေတဲ့အတွက် တော်လာရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေတာခန်တွေကပြောပါတယ်။တိုက်ပွဲတွင်စစ်ကော်မရှင်ဘက်ကလေကြောင်းပစ်ကိုအသုံးပြုပြီးတိုက်ခိုက်ခဲ့တာပါ။အခုနိုဝင်ဘာလဟာစပားရိတ်တိုင်းတာမြေပဲတိုင်းယူရမယ့်ကာလဖြစ်ပေမဲ့တိုက်ပွဲဖြစ်ပွားနေလို့တောင်ယာခင်းတွေမှာလက်နေကြီးချရောက်တာဒရုန်းနဲ့ပုတ်တဲတိုက်ခိုက်တာတွေလည်းရှိနေတဲ့အတွက်တောင်ယာမရိတ်တိုင်းနိုင်ကြတော့ပါဘူး။ပရိုဆိုမြို့နယ်မှာပြီးခဲ့တဲ့အောက်တိုဘာလအတွင်းတောင်ယာစိုက်ခင်းတွေမှာစစ်ကော်မရှင်က ဒရုန်းနဲ့ဗုတ်ကျဲတိုက်ခိုက်ခဲ့တာကြောင့်တင်းနယ်ရစ်သိမ်းနေတဲ့တောင်သူ၃ဦးတေဆုံးခဲ့ပြီး၈ဦးထိထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီတပ်ကစစ်ကြောလှုပ်ရှားမှုတွေရှိနေတဲ့အတွက်ပရိုဆိုထားလဲနန်ဖဲလမ်းမကြီးကိုတွာလာတာမျိုးမပြုလုပ်ဖို့တော်လာရေးတပ်ဖွဲ့တွေကလူသူတွေကိုအသိပေးထားပါရဲ့ရှင်။ အမျိုးသမီးခေါဆောင်မှုတင်နန်းကိုဒီမော့ဆွန်မြို့နယ်နောက်ဖက်ချံကကျေးရွာတရွာမှာ Bridge of BNPOB အဖွဲ့ကနေပြီးဆက်ဆောင်တဲ့ရွာခန်းတွေကိုနိုဝင်ဘာလ10ရက်နေ့ကနေ12ရက်နေ့အထိ3ရက်တာတင်နန်းပို့ချပေးခဲ့ပါတယ်။စစ်တွင်းကာလမှာအမျိုးသမီးတွေအနေနဲ့မိမိရဲ့အခွင့်အရေးတွေကိုတိထားဖို့အဓိကရည်ရွယ်ပြီးအခုလိုတင်နန်းပြုလုပ်ရတာဖြစ်တယ်လို့သိရပါတယ်။စစ်တွေးကာလဖြစ်တာကြောင့်အမျိုးသမီးတွေအတွက်စိတ်ဖိစီးမှုတွေများပြီးစိတ်ထင်ရှားတွေများတယ်လို့ တင်နန်းတက်ရောက်ခဲ့တဲ့ဆစ်ဆောင်အမျိုးသမီးတူကပြောပါရယ်အခုလိုတင်နန်းတက်ရောက်ရတဲ့အတွက်မိမိရဲ့အခွင့်အရေးတွေတည်လာရတယ်လို့တခြားသောအသိပညာဗဟုသုတတွေလည်းတိုးပွားလာတယ်လို့နောက်ထပ်အမျိုးသမီးတူကပြောပါရယ်အဲ့ဒီတင်နန်းမှာအမျိုးသမီးနဲ့ခေါင်းဆောင်မှုအပြင်ဂျာမရေးရဆိုင်ရာအသိပညာများလူခွင့်ရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းပို့ချပလဲဆွေးနွေးခဲ့ကြတယ်လို့သိရပါရယ် ဒီမော့ဆိုရှစ်ဖက်ချမ်းကတောင်သူနဲ့ဆွရှာရီစိုက်ပျိုးရရှိလာတဲ့စပားတွေကိုဝယ်ယူသူမရှိဘူးလို့တောင်သူတွေကပြောပါရယ်။စပားစိုက်ပျိုးနိုင်ဖို့အတွက်ရင်းနှီးခဲရတဲ့အရေးအနည်းတွေကိုပြန်ဆန့်နိုင်ဖို့ရရှိလာတဲ့စပားကိုပြန်လည်ရောင်းချလိုတာဖြစ်တယ်လို့စပားဆိုင်တောင်သူအမျိုးသားတဦးကပြောပါရယ်။စက်ကော်မရှင်တက်ကဒီမော့ဆိုပရိုဆိုလမ်းမကြီးတစ်လျှောက်စစ်ကြောထိုးနေတဲ့အတွက်လန်ခီးတွေပိတ်ဆို့ကိုတာတွေအပြင်စပါးစေးမကောင်းတာကြောင့်မဝယ်ယူနိုင်တော့တာဖြစ်တယ်လို့ ဆက်စပိုင်းရောင်းဝယ်သူတို့ကပြောပါရယ်။တောင်သူတွေဟာစိုက်ပျိုးရရှိလာတဲ့စပားတွေကိုသာမရောက်ထုတ်နိုင်ဘူးဆိုရင်ရင်းနှီးထားတဲ့အကျွေးတွေကိုပြန်ဆန့်နိုင်ဖို့အခက်အခဲဖြစ်နေကြတာပါ။ဒါတွေဖြင့်စပားရိတ်သိမ်းကာလမှာစစ်ကြောင်းထိုးလာတွေလက်နေကြီးတွေ drone နဲ့ပစ်ခတ်တာတွေရှိနေတာကြောင့်စပားတွေအကုန်လုံးမရိတ်သိမ်းနိုင်ပဲထားခဲရတာတွေလည်းရှိနေတယ်လို့ဆိုပါရယ်အခုလိုစပားဝယ်သူတွေမရှိတာကြောင့်ရရှိလာတဲ့စပားတွေကို တွလာထားနိုင်ဖို့ကြိုးစားကြပေမဲ့လည်းတိုက်ပွဲပြန်လည်ဖြစ်ပွားနေတဲ့အတွက်ထက်ဆက်ဆစ်ဆောင်ရမှာကိုဒေတာခန်တွေနဲ့စပေးရှောင်းတွေကစိုးရိမ်ပူပန်မှုရှိနေကြတာပါကနရီထိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သက်သတင်းတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ဂရီနီပီတူပီတာအားလုံးဘေးကင်းလုံခြုံကြပါစေရှင်ကျွန်မမော်လေးများပါ